ဒီမြမတမတော်ကခေါ်တာနဲ့ကျွန်တော်တို့ချိန်ပြီးမှကြီးလိုက်ပါအရွယ်မရောက်သေးရင်သမုဒ္ဒံဦးလေးလုံးဝလုံးဝမခေါ်ပါဘူးဆက်ရှင်နေမှာမပြည့်ဆက်ရှင်နေမှာမကြောလုံးဝလုံးဝသမုဒ္ဒံဦးလေးကိုမခေါ်ပါဘူးမပြည့်ရင်ကိုပြန်လွတ်ပေးမှာပါမိဘကိုလှုပ်ကျွေးနေတယ်ဒီတားတယောက်ပဲရှိရဆိုလည်းလုံးဝလုံးဝမခေါ်ပါဘူးလုံးဝလုံးဝမခေါ်ပါဘူးတို့မှကျမ်းမာရေးချွေးနေတယ်ဘီဖို့စီဖို့ယောဂတခုခုရှိနေလုံးဝလုံးဝမခေါ်ပါဘူးညနေပြီးမခေါ်ဟိုမှာကြကြနာစီကန်းနဲ့ဥရီနဲ့ဆင်စစ်ပါတယ်အဲ့ဒီလူတွေဆင်စစ်လို့ပဲ ပြန်လာတဲ့တွေလည်းအများကြီးပါเนาะအဲ့တော့ဥစဉ်တော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးငွေကြီးနဲ့ရှုပ်ရှိရလားငွေကြီးနဲ့လုတ်တလားအဲ့လိုဆိုလို့ရှိရင်တော့ဥစဉ်တို့ပြောပါဒီကြားထဲမှာဥစဉ်တို့မန္တလေးသမရမူဒာမြို့နယ်ကပလောင်ဆိုတဲ့ဗဒါသာလာပြည်သူတို့တက်ချက်တယောက်နဲ့ပေါ့เนาะလူကူးကောင်းပြီးမှဥစဉ်တို့မနေရဒီကြောက်ဆယ်ကလေကြောက်ရံတက်မှာကလေးတယောက်ပေါ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဥစဉ်တို့ဒီဖုံးဝင်လာတယ်ဘိုးကြီးတယောက်ကလည်းဖုံးစီဆဲဒါမျိုးအမှန်တရားတိုင်းဖြစ်လိုက်ပဲတဲ့ကလေးကစစ်မှုထမ်းဥပဒေလုတ်ချင်တယ်သူကစိတ်လဲပါတယ် ဒါပဲねဒီဘက်လောက်ဒီသမရဘူတာမှာရှိတဲ့ဘက်လောက်တော့အနေမှာဒီကလေးကို90နဲ့ဆိုလား90နဲ့ဆိုလားရောင်းလိုက်တယ်လို့ဦးဇင်းတို့ဒီကဲကဲချင်းကလေးကိုတိုင်ကဦးဇင်းတို့ပုံဆက်လာတယ်ဟာတပိတော်မတပိတော်ကိုကူညီပေးပါအောင်ခင်ဗျာတဲ့ဖုန်းဖုန်းနဲ့အားကိုးစရာသလိုဖုန်းဖုန်းမှရှိတဲ့ဒီရဘူရဲ့လေဖုန်းဖုန်းကိုဆက်လို့ပြောတယ်ခင်ဗျာတဲ့ဒါအဲ့ဒါနဲ့ပတ်တပိလေဦးဇင်းတို့စုံစမ်းနေတယ်အဲ့ဒါမျိုးဆိုရင်တော့ဦးဇင်းတို့ပြောပါသူဒီနဲ့လို့လိုက်တယ်ဒီနဲ့လို့လိုက်တယ်လက်ခံလိုက်တယ်သူမိပါအောင်သူပေးခြင်းနဲ့ဒါဦးဇင်းတို့လက်ခံတယ်လက်ခံတယ်နော်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးပောက်ကူတော်ပြောပြလာတဲ့ရုပ်တံနဲ့အတူ အာရခတ်တော် AA နဲ့ဆက်ဆံရေးပြည်လည်နေဟုဘင်္ဂလားဒေ့ရှ်ထုတ်ဖော်ပြောဆိုလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။အာရခတ်တော် AA နဲ့နေဆက်အရေးအပါဝင်စစ်ဖက်ဆိုင်ရာဆက်ဆံရေးပြည်လည်မှုရှိကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကပြောသည်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ခီးစင်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့နှင့်မီဒီယာများမလ13ရက်တွင် တွေ့ဆုံချိန်အကြံပေးအရာရှိချုပ်ရှယ်ဖီကောလန်ကပြောကြားခြင်းဖြစ်ပြီးနေဆက်မှာ AA နဲ့ဆက်ဆံရေးပြည်လည်မှုရှိပါတယ်။စစ်ဘက်ဆိုင်ရာကိစ္စအဆက်အသွယ်တွေကိုကျွန်တော်တို့ဆက်လက်ထိန်းသိမ်းထားပါတယ်ဟုဘင်္ဂလားပြောဆိုသည့်အာရခတတော် AA နဲ့ဆက်ဆံရာတွင်ရခိုင်ပြည်အတွင်းပေါ်ပေါက်နေသောအခြေအနေများကိုအမြဲစောင့်ကြည့်ကာနေဆက်အရေးကိုကာကွယ်စောင့်ရှောက်ထားကြောင်းရှယ်ဖီကောလန်ကဆိုသည် အေနဲ့ထိတွေ့ဆန်ဆက်မှုနဲ့ပတ်သက်ပြီးရခိုင်ပြည်အတွင်းကအခြေအနေတွေကိုအမြဲစောင့်ကြည့်နေပါတယ်။နေဆက်လုံခြုံရေးတည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုကျွန်တော်တို့ကာကွယ်စောင့်ရှောက်ရပါမယ်ဟုပြောသည့်မွတ်စလင်များဂုံတိတ်ခါရှိစွာနေရပြန်နိုင်ရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကအမဲကျိုးပတ်နေပြီးအာရခတ်တတော် AA နဲ့ထိတွေ့ဆက်ဆံစကားပြောရမည်ဟုဘင်္ဂလားဒေ့ရှ်အစိုးရဖွဲ့ကလက်ခံထားကြသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင်မြန်မာစစ်တပ်ကြောင့်ရောက်ရှိသွားကြသည့်ဘင်္ဂလားဒေ့ရှ်ကော့ပဇားခရိုင်တွင်ကမွတ်စလင်များနေရပြန်နိုင်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရရှိရေးအတွက်ကုလအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်တီဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသည်။အဲမျိုးကြီးမင်္ဂလာပါဗျ။မင်္ဂလာလည်းခင်ပါဗျာ။ဒီနေ့က15ရက် ဇွန်လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာဒီနေ့ဒါဥစဉ်ကျမ်းမာရေးရတော့ပုံမှန်လမ်းလျှောက်ဖြစ်တယ်အခုတော့တရချတရချပေါ့နော်အပြန်ကတော့တနင်္လာလျှောက်ဖြစ်တယ်ဒါဥစဉ်စီးကြော်က300နဲ့မှ60 360မှာအခုဆိုလို့ရှိရင်တရားကြော်ကြော်လေးပဲရှိရတယ်ဗျာတရားကြော်ကြော်လေးပဲရှိရတယ်တော်ရောဆရာတော်ဦးရတူတွေ့ထားတဲ့စီဂျိုစီဗမာစီလဲတော့တိအင်္ဂလိပ်စီလဲတော့တယ်ဆိုတော့တော်တော်ကြီးကိုအစီအစဉ်ပြတယ်ပေါ့နော်ဒါတော့လိုက်ရှောက်ရတာတစ်ချက်ကိုတစ်ချက်ပေါ့ကျမ်းမာကြီးလဲတော်တော်ကြီးကောက်ပါပါတယ်နော်ဟာလည်းကဲဒါနဲ့ဆက်ပြီးမှဦးစေပါပြောချင်တာလဲဆိုလို့ရှိရင် စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဦးစင်းပြောချင်ပါတယ်ဗျခုလိုစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးဦးစင်းတို့စီကိုခဏခဏပေါ်ဆက်ကြတယ်ခိုးဖို့ဖေရဗေနာမှာဆွဲသွားပါဗျာခိုးဖို့ဖေရဗေနာမှာခေါ်သွားပါဗျာဆိုမနေ့လေးမှလည်းဦးစင်းကအဲ့လိုခဏခဏဆက်ကြတယ်ဦးစင်းတို့ကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဥပမာဦးစင်းတို့ဒီစစ်တပ်ကခေါ်တဲ့စစ်မှုထမ်းဥပဒေကိုမပြောခင်မှာဒီချန်ပီယံမြောက်ပိုင်းမှာဒီလိုဒီတန်နေတွေရဲ့ဘလောင်တွေရဲ့ဒီဦးစင်းတို့လိုပဲပေါ်ထွက်တဲ့စစ်မှုထမ်းဥပဒေစစ်မှုထမ်းပေါ့ဗျာတခြားပါတော့နော်အဲ့မှာခင်ဗျားတို့တို့ဆွဲတာတွေကိုမြင်စေချင်တာရောတိစေချင်တာရောဦးစင်းကတော့ ကျွန်တော်တို့ဒီဘောတော့ကိုစုံစမ်းကြည့်လိုက်ဒီဘောတော့မစုံစမ်းကြည့်ရဘယ်လိုလဲဆိုလို့ရှိရင်14 15ကိုမိခလေးယောက်ျားလေးပါမကြမ်းတစ်ခါတည်းဆွဲခေါ်တယ်ခါတည်းခေါ်တယ်ဆောရကတက်ပိုင်ခွင့်မရှိဘူးဆောရကတက်ပိုင်ခွင့်ရှိရင်ဆောရကတက်လို့ရှိရင်ဂျမသမီးလေးကတော့ငယ်သေးပါတယ်ဂျမသားလေးကတော့ငယ်သေးပါတယ်မခေါ်လို့မခေါ်ပါနဲ့ဘာညာပြောတစ်ခါတည်းတက်ပလိုက်တယ်ချမ်းပြင်းနေမြောက်ပိုင်းမှာနော်ချမ်းပြင်းနေပြောမှာအဲ့ဒါဆောင်ရဒီတွတ်တွတ်ကမှာတွတ်တွတ်လေးစစ်တက်လို့သူစစ်မှုထားဥပဒေပေါ့နော်ခင်ဗျားတို့အဲ့ဒါကြတော့ခင်ဗျားတို့ကအတန်မထွက်ကြဘူးအတန်မထွက်ကြဘူး ဦးစင်းပြောပြီးရက်ခွက်တွေထဲမှာစစ်မှုထမ်းဥပဒေနဲ့ပဲဟိုကန်ချင်းကုန်းလုံးမှာဆိုလို့ရှိရင်လည်းဒီလိုမဲပေါက်ကြတယ်မဲနိုင်ရပေါ့ရင်တော့ဒါလိုက်ရမှာပဲလေဗျာပေါ့ရင်တော့လိုက်ရမှာပဲစစ်မှုထမ်းဥပဒေနိုင်ငံတော်ကမထမ်းဆောင်ခြင်းဘူးလားနိုင်ငံတော်ကမလုပ်ခြင်းဘူးလားအကြမ်းဖက်ပီဒီအက်ထဲကိုဝင်မလိုက်ဒါရှင်းရှင်းလင်းလင်းမှမလုပ်ခြင်းလို့ရှိရင်ဟုတ်လားအဲ့မှာခင်ဗျငန်းငါပြပြန်လဲချိန်တိုင်းတို့ကရောက်သွားလိုက်မယ်နော်စစ်မှုထမ်းဥပဒေမှာပြင်ဆင်လဲရှိပြီးသားနိုင်ငံတော်ရဲ့ပြေးထားတဲ့လက်ကလည်းရှိပြီးသားနိုင်ငံမြန်မာနိုင်ငံသားမှန်လို့ရှိရင်ဘယ်မှာပြည်လို့မလို့စစ်မှုထမ်းဥပဒေထမ်းရမှာပဲ ဒါတော့အမျိုးသူအားလုံးကသိဖို့လိုတယ်ဗျသိဖို့လိုတယ်နော်ဦးစင်းကူညီဆောင်ရွက်ပေးနိုင်တာကဘာလဲဦးစင်းခင်ဗျားတို့ဖုံးဆက်တဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးချင်းပြတပီတော့ဘယ်လိုဘယ်လိုဆွဲထားပါလဲဗျတပီတော့ကူညီပြောစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှမောင်မဲကိုခေါ်မယ်မောင်ဖြူကိုခေါ်မယ်မောင်ဖြူကပတ်ဆိုင်ရှိတယ်မောင်ဖြူကချမ်းသာတဲ့ပုံကူဖြစ်နေတယ်လက်ကွက်ထဲမှာတော့တင်းအောင်နေနိုင်တယ်အုတ်ကြီးကိုပတ်ဆိုင်ပေးနိုင်တယ်မဆာပါကိုပတ်ဆိုင်ပေးနိုင်တယ်ဟုတ်ပြီအဲ့မောင်ဖြူနေရာမှာမောင်မဲကိုအစားထိုးထည့်လိုက်မယ်အဲ့ဒီလိုဆိုရင်ဦးစင်းကိုပြောပါဦးစင်းကိုယ်တိုင် တို့ဟာကိုတိုက်တက်လောက်အကောင်ကြီးမလဲဘာကောင်ကြီးဖြစ်ဖြစ်ဦးစင်မုန်းခံပြီးပြောမယ်ဥက္ကရာဆိုလည်းဥက္ကရာကိုအရေးယူရအောင်ဦးစင်ပြောပြမယ်ဦးစင်တို့ဆွမ်းနိုင်တာတော့အဲ့ဒါပဲဆွမ်းနိုင်တယ်အဲ့ဒါပဲဦးစင်တို့ကစစ်မှုထောက်ဥပဒေနဲ့ပတ်သက်ပြီးတတ်နိုင်တယ်နော်အဲ့တော့ခင်ဗျားဒီစစ်မှုထောက်ဥပဒေနဲ့ခေါ်ပါပဲခေါ်ပါပဲဟိုတလောကဦးစင်ဒီလိုပဲရဟန်းတန်ဃာတော်ကဦးစင်စုဖုံးဆက်တယ်ရှင်ပြရတဲ့တပည့်တော်မြို့သားကြီးမှာငါကရှင်ပြရောလည်းဒီငါကတို့လောက်ခဲ့ပါတယ်ဗျာတဲ့အခုတော့တပည့်တော်လည်းဒီကနေပေါ့ရွှေပုံဘက်ကနေပြေးရလွားရတယ်ပေါ့ဒီဂျန်ကုန်ရောက်နေတယ်ပေါ့ဂျန်ကုန်ရောက်နေတယ်ဗျာတဲ့ 这边要要爬什么山？屋里说看路不雅的，莫要别骂的。这边路再个不老舒就是东山比他们偏的。这边那天俺的梯，那那边到我们山上好吗？那江边什么山路也来了。这边路到一里道看，那第那条道看的是不比上这边什么山？屋里有五百吗？这边你呢？五不吗？到来看一下好路，可惜了，他们也过的一嘛，个，什么在屋里没帮来挑地的。哎呦，再看一百个闭没？两个五百个闭没？两百比没？五百嘛，五百六。 ချမ်းစီတဲကအောင်မင်းလဲရက်ွက်ပေါ့ဗျာအောင်မင်းလဲအုတ်ကြီးဥမြင့်တင်ရက်ွက်ထက်ပေါ့အဲ့ဒီထဲမှာဥစဉ်တော့စင်မှုထံဥပဒေနဲ့ပတ်သက်ပြီးမှမင်းဒီနေ့ဒီခေါက်တော့မင်းအလှည့်ကြတယ်မင်းလိုက်ရမယ်မင်းမဲပေါက်တယ်လိုက်ရမှာပေါ့မဲပေါက်တယ်ဟုတ်လိုက်ငတ်တော်ကိုထမ်းသွားမယ်အဲ့မှာအဲ့ကလေးပြေးသွားပြီပြေးသွားပြီပြီးတဲ့အခါမှာသခိုင်းပပီးမှာသခိုင်းဘက်ကိုပြေးသခိုင်းနာပေါက်မှာမိမယ် ဲ့တော့သခိုင်းနာဘောက်မှာမိပါလို့ရှင်ခမက်သခိုင်းရဲ့စည်ရင်းနဲ့တူသွားမှာမဟုတ်ဘူးမန္တလေးစည်ရင်းနဲ့ပဲတူဝင်မှာမန္တလေးအိမ်အောင်စည်ရင်းနဲ့ပဲတူချီသွားမှာပဲရှင်အဲ့တော့စမတာဥပဒေကဒါလေးလည်းတဘောပေါက်လို့တဘောပေါက်ဖို့လိုတယ်နိုင်ငံခြားပြည်ရင်လည်းလွတ်မှာမဟုတ်ဘူးစည်ရင်းစရာအကုန်ရှိပြီးသားစည်ရင်းစရာအကုန်ရှိပြီးသားကြံခဲ့တူထမ်းဆောင်မှာကြံခဲ့တူလောက်ရပါပဲဒါနိုင်ငံတော်ဝင်ထမ်းဆောင်ရတာအဲ့တော့ကိုပဲအချမ်းမဲ့ DNA ပလောင်နေနဲ့ဒီစစမတာဥပဒေပဲအကုန်လုံးပေါ့နော်တို့တို့ခေါ်တာနဲ့တို့တို့ဒီမြမတမတော်ကခေါ်တာနဲ့ကျွန်တော်တို့ချိန်ပြီးမှကြည့်လိုက်ပါအရွယ်မရောက်သေးရင် စစ်မှုထမ်းဦးတွေလုံးဝလုံးဝမခေါ်ပါဘူး။ဆက်ရှင်နေမှာမပြည့်ဆက်ရှင်နေမှာမကြောလုံးဝလုံးဝစစ်မှုထမ်းဦးတွေကိုမခေါ်ပါဘူး။မပြည့်ရင်ကိုပြန်လွတ်ပေးမှာပါ။မိဘကိုလုံကျွေးနေတယ်ဒီတားတယောက်ပဲရှိရဆိုလဲလုံးဝလုံးဝမခေါ်ပါဘူး။လုံးဝလုံးဝမခေါ်ပါဘူး။တို့မှာကျမ်းမာရေးချွေးနေတယ်ဒီဘိုးစီဘိုးယောဂတခုခုရှိနေလုံးဝလုံးဝမခေါ်ပါဘူး။ညနေပြီးမခေါ်ဟိုမှာကြကြနာစီကန်းနဲ့ဥရီနဲ့ဆစ်စစ်ပါတယ်။အဲ့ဒီလိုနေဆစ်စစ်လို့ပဲပြန်လာတဲ့တွေလည်းအများကြီးပါနော်။အဲ့တော့ဥစဉ်တော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးငွေကြီးနဲ့ရှောက်ရှင်းရှယ်လားငွေကြီးနဲ့လုတ်တလားအဲ့လိုဆိုလို့ရှိရင်ဥစဉ်တော့ပြောပါဒီကြားထဲမှာဥစဉ်တော့ မန္တလေးအမရမူတာမြို့နယ်ကပလောင်ဆိုတဲ့ဒါဗန္ဒာသာလပြုစုံတော်တတ်ချက်တရားနဲ့ပေါ့နော်သူပူပေါင်းပြီးမှဦးစင်းတို့မနေရဒီကြောက်ဆယ်ကလေကြောက်ရံတက်မှာကလေးတယောက်ပေါ့စင်းမှုထံဥပဒေနဲ့ပတ်သက်ပြီးမှဦးစင်းတို့သူဖုံးဝင်လာတယ်ဘိုးကြီးတယောက်ကလည်းဖုံးစီဆဲဒါမျိုးအမှန်တရားတန်ဖြစ်လိုက်ပဲတဲ့ကလေးကစင်းမှုထံဥပဒေလုတ်ချင်တယ်သူကစိတ်လဲပါတယ်ဒါပဲနဲ့ဒီပလောင်ဒီအမရမူတာမှာရှိတဲ့ပလောင်တို့ကနေမှာဒီကလေးကို90နဲ့ဆိုလား90နဲ့ဆိုလားရောင်းလိုက်တယ်လို့ဦးစင်းတို့ဒီကဲကဲချင်းကလေးကိုယ်တိုင်ကဦးစင်းတို့ဖုံးဆက်လာတယ်ဟာတပည့်တော်မတပည့်တော်ကူညီပေးပါဦးခင်ဗျာတဲ့ဖုံးဖုံးနဲ့အားကိုးစရာဆိုလို့ ဖုန်းဖုန်းမရှိတဲ့ဒီရပုံကြီးကလည်းဖုန်းဖုန်းကိုဆက်လို့ပြောတယ်ဖေဟာတဲ့ငါအဲ့ဒါနဲ့ပတ်သက်ပြီးလည်းဦးစင်းတော့စုံစမ်းနေတယ်အဲ့ဒါမျိုးဆိုရင်တော့ဦးစင်းတော့ပြောပါသူကျင်းတော့လိုက်တယ်ကျင်းတော့လိုက်တယ်လက်ခံလိုက်တယ်သူမိပါဘူးသူပြေးကျင်တယ်ဒါဦးစင်းတော့လက်ခံတယ်လက်ခံတယ်နော်အဲ့တော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ရင်တော့ကုတာဝင်ကြနိုင်ငံတော်ဝင်ကတော့ထမ်းဆောင်ရမှာပဲနော်နိုင်ငံတော်ဝင်မထမ်းဆောင်ခြင်းဘူးဆိုရင်တော့နိုင်ငံကိုပုံကံပေါ့ဗျာပုံကံကြီးမှာပြေးကျင်ရထက်ပြေးပြေးဟိုထက်ပြေးပြေးဝင်ဖို့အဲ့ကကြခင်ဗျားတို့အကြောင်းတိလာလိုက်ပဲနော်ကြအားလုံးတော့ပါပဲဗျာ